ဒီခုနဒီခုနထိုင်းအလုတ်သမားဝင်ကြီးဌာနကမေလ20ရက်နေ့မှာထုတ်ပြန်လိုက်တဲ့ဓမ္မဒါလာတဲ့ရက်တွေမှာလုခလာစာမှာဖြတ်ပဲအလုတ်နာခွင့်ပြုဖို့ဆိုတာကို အလုတ်ရှင်တွေကအကောင့်ထဲပေါ်လိုက်နာဖို့လိုအပ်တယ်လို့အမျိုးသမီးတွေကဆိုကြပါတယ်။ဒီဇင်ဘာ28ရက်နေ့မှာကြာရောက်တဲ့နိုင်ငံတကာရှေ့ပြောင်းနေထိုင်သူများနေ့မှာရှေ့ပြောင်းအလုတ်သမားတွေလက်ရှိကြုံတွေ့နေရတဲ့ပြဿနာတွေအတွက် တိကျသေးတဲ့အဖြေတစ်ခုဖန်တီးပေးဖို့အဆိုပြုထားတဲ့အတိုင်းအမျိုးသမီးအလုပ်သမားတွေရဲ့ဘဝအရေးအတွေ့မြင့်တင်ဖို့နဲ့မျိုးဆက်ပွားကျမ်းမာရေးမြင့်တင်ဖို့အတွက်ဓမ္မတာလာရဲ့ရက်တွေကို ခွင့်ရအဖြစ်သတ်မှတ်တာဖြစ်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ကြေညာလိုက်တာပါထုတ်ပြန်ကြေညာချက်အထွက်တဲ့အပေါ်မှာကျမတို့ဝမ်းမြဝမ်းသာကြိုးဆိုတယ်ဂုံယူတယ်အကျေးဇူးလည်းတင်တယ် သို့တော့ဥပဒေတရေထုတ်ပြန်လိုက်ပြီးတဲ့အခါကျရင်အဲ့ဒီဥပဒေရဲ့တည်ရောက်မှုကဘယ်သူတွေအပေါ်မှာတည်ရောက်မှာလဲအဲ့ဒီဥပဒေတွေကိုဘယ်သူကလိုက်နာအကောင့်ထဲပေါ်ရမှာလဲဆိုတဲ့အပိုင်းနေရှိတယ်ဒီဟာကျတော့အလုတ်သမားနဲ့အလုတ်သမားတွေအတွက်ခန်းစားခွင့်ဆိုပေမဲ့ဒီဥပဒေကိုအကောင့်ထဲပေါ်ရမှာကျတော့အလုတ်ရှင်တွေဖြစ်တယ် ဆိုတော့ဒီဥပဒေတွေကိုအလုံးရှင်နေအလုံးအနံပါတ်1တစ်ချက်အတိဖို့လိုအပ်တယ်နံပါတ်2တစ်ချက်ကအကောင့်ထဲပို့ဖို့လိုအပ်တယ်နံပါတ်3တစ်ချက်ကဒီဥပဒေရှိချောင်းကို အလုံးရှင်နေသူ့စီမှာရှိတဲ့ဝန်ထမ်းတွေကို ပေးသိရမှာဖြစ်တယ်အဲ့ဒါမှအဒီဝန်ထမ်းတွေကဒီဥပဒေကသူတို့အတွက်ခန်းစားခွင့်တစ်ခုအနေနဲ့ရှိပါလားဆိုတဲ့ဟာမျိုးနဲ့ဖြစ်မှာပေါ့နော်ထိုင်းအလို့သမဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဓမ္မဒါလာချင်းအသုံးပြုရတဲ့ပစ္စည်းတွေကိုလုပ်ငန်းခွင်အတွင်းမှာအခမဲ့စီစဉ်ပေးထားဖို့ကိုလည်းထည့်တွင်းကြေညာထားပါတယ်။ဒါပေမဲ့ထိုင်းကိုရောက်နေတဲ့ရှေ့ပြောင်းအလုပ်သမားအမျိုးသမီးတွေမှာတော့ဓမ္မဒါလာတဲ့ရက်တွေမှာလောက်ခလာစာမဖြတ်ပဲအလုပ်ရှင်ထံကနားခွင့်ရဖို့စိုးရိမ်မှုတွေရှိနေကြတာပါ။ထိုင်းမှာနေထိုင်ပြီးအလုပ်လုပ်တာ15နှစ်ရှိပြီဖြစ်တဲ့အသက်40အရွယ်နန်းထွေးဟာထိုင်းအလုပ်သမားဝင်ကြီးဌာနကဥပဒေနဲ့မူဝါဒတွေချမှတ်လိုက်ပေမဲ့ အလုပ်ရှင်တွေကတက်ဆိုင်တယ်လို့ပြောပါတယ်အဲ့လိုမျိုးထုတ်ပြန်လို့လည်းကောင်းတာပေါ့ဒါပေမဲ့မနာရအောင်အင်ဖော်လုံးလုံးတဲ့ပြန်အောင်လုံးလုံးဖူးတဲ့ခြံထဲနေဖူးတဲ့ခြံထဲမှာနေတော့နားတယ်ဒါပေမဲ့ရက်စားခမရအောင်ပေါ့အခုအင်ဖော်အလုပ်ကအဲ့လိုမျိုးတမတလာတယ်ဆိုရင်မတောင်းနာဖူးလေတောင်းနာမယ်ဆိုရင်တို့တို့ပေးနာမပေးနာတော့မတည်သေးဘူးတချို့ရှေ့ပြအမျိုးသမီးအလုပ်သမားတွေဟာ အခုလိုထုတ်ပြန်ချက်ကိုတည်ရှိနိုင်ဖို့အလံဝေးရဲ့တူတွေလည်းရှိနိုင်တယ်လို့ရွှေပြောင်းအလုတ်သမားတွေကိုကူညီပေးနေတူတွေကပြောပါတယ်။ထိုင်းအလုတ်သမားဝန်ကြီးဌာနကမူဝါဒနဲ့ဥပဒေတွေချမှတ်လိုက်ပေမဲ့တစ်ဖက်မှာလည်းအလုတ်ရှင်တွေဟာသူတို့ရဲ့အကျိုးအမြတ်အတွက်အမျိုးသမီးအလုတ်သမားတွေကိုနားရက်ပေးဖို့ဆိုတာစင်ခေါ်မှုကြီးမားတယ်လို့လည်းဆိုပါတယ်။ တထေးဖတ်ဆက်နေကြည်လို့ရှိရင်တော့ဖြစ်မှာပေါ့နော်။ပါကြောင့်လို့ရှိရင်တချို့စလီတွေကဒီရာဒီမလာဒီမဲ့လေအလုံးနာခွင့်နာရက်တွေရှိပေမဲ့လေသူကပေးမနာပေးမနာတာပါကြောင့်လို့ရှိရင်သူတို့ရဲ့စီးပွားရေးထိခိုက် မှစိုးလို့ပေါ့နော်ပါကြောင့်လဲဆိုရင်တနေ့သူတို့ရဲ့ဝင်ွေဘလောက်ရရမယ်အလုတ်သမားတွေနာတော့ဘလောက်နစ်နာသွားမယ်ဆိုတာဒါတွေလဲသူတို့ကအာတော့ပြီးတော့အဲ့လိုမျိုးအလုတ်သမားတွေပေးမနာပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ကပို့ပြီးပေးနာလို့ရှိရင်တချို့အမျိုးသမီးတွေကအာ၃ရက်မကနာရလေ၃ရက်မကဖြစ်တယ်ဆိုတော့ မျက်စိကြာလဲနားရမယ်ဆိုတော့တော်တော်တစ်ခေတော်တော်နည်းနည်းတော့အရှိမပြေဘူးလို့တော့ထင်တော့နော်။ဒါကြောင့်လဲဆိုရင်ယူယူနားရတော့သူကပေးမနာစီလိုမျိုးဖြစ်မလာပြီးတောင်းဆိုတာပို့ဆိုရတာမြန်မာနိုင်ငံနဲ့အိန္ဒိချင်းဖြစ်တဲ့ထိုင်းနိုင်ငံအပြင်နိုင်ငံတချို့ဟာလဆာရတဲ့သမတာခွင့်မူဝါဒတွေကိုအကောင့်အထည်ဖော်ထားကြပါတယ်။အာရှနိုင်ငံတွေထဲမှာတော့အင်ဒိုနီးရှား၊ဂျပန်၊အန်ကိုရီးယား၊ထိုင်ဝမ်နဲ့ BNN နိုင်ငံတွေဟာအမျိုးသမီးလုပ်သားတွေကိုတမတာလာတဲ့ရက်တွေမှာလောက်ခလာစာမဖြတ်ပဲအလုပ်နာခွင့်ပြုထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။